မင်္ဂလာပါခင်ဗျာ The Brilliant Mind အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါရယ်ကဘာပေါ်မှာနှစ်ပေါင်း6မြကျော်ကြာတဲ့အထိဘသူမှဖတ်လို့မရသေးတဲ့စာအုပ်တုပ်ရှိတယ်ဆိုရင်မိတ်ဆွေလူယုံမလားဗျာဟုတ်ပါတယ်ဒီစာအုပ်ကတော့ကပအထူးဆန်းဆုံးစာအုပ်လို့လူသိများတဲ့ Vintage လက်ရည်မှုစာအုပ်ပဲဖြစ်ပါတယ်အဖြစ်အပျက်ကတော့1912ခုနှစ်မှာစခဲ့တာပါ Wilfred Vintage ဆိုတဲ့စာအုပ်အဟောင်းသက်တူက အီတလီနိုင်ငံကဖုံးကြီးကျောင်းဟောင်းတစ်ခုကိုရောက်သွားတယ်။အဲ့ဒီမှာဖုံးတဲ့အနေနဲ့တားတီတာဟောင်းကြီးတစ်ခုကိုဖြန့်ကြည့်လိုက်တော့တားရည်နဲ့လှုပ်ထားတဲ့စာအုပ်အထူးကြီးတအုပ်ကိုတွေ့ခဲ့ပါတယ်ဗျ။စာအုပ်ကိုဖြန့်ကြည့်လိုက်တဲ့အခါမှာတော့လုံးဝအံ့ဩသွားရတယ်။ဘာလို့လဲဆိုတော့ဒီစာအုပ်ထဲကစာတွေကဘယ်ဘာသာစကားနဲ့ရေးထားမှန်းကိုမသိတာဗျ။အင်္ဂလိပ်စာလည်းမဟုတ်လက်တင်လည်းမဟုတ်ကဘာပေါ်ကဘယ်စာနဲ့မှမတူဘူး။ဒါပေမဲ့လက်ရေးကတော့တိတ်လှတယ်။တကယ်ဘာသာစကားတစ်ခုလိုပဲ။ ချောချောမူမူရေးထားတာဗျ။စာမဖတ်တက်လို့ပုံဒီကိုကြည့်မယ်ဆိုရင်လေပိုပြီးခေါင်းချုပ်တော့အောင်မယ်။နံပါတ်၁ကတော့အပင်ပုံဒီပါ။စာအုပ်ထဲမှာအပင်ပုံဒီအများကြီးပါတယ်။ဒါပေမဲ့အဲ့ဒီအပင်တွေကကဘာပေါ်မှာလုံးဝမရှိတဲ့အပင်တွေဗျ။အမိတွေအရွက်တွေကတော်တော်ကြီးကိုထူးဆန်းနေတယ်။နံပါတ်၂ကတော့နက်ခတ်ပုံဒီပါ။ကျွဲတွေလားတွေယာဒီခွင်ပုံဒီပါ။ဒါပေမဲ့လက်ရှိနက်ခတ်ပညာရှင်တွေတော့နားမလည်နိုင်အောင်ရှုံထွေးနေတယ်။ နံပါတ်3ကတော့ရေချိုးနေတဲ့ပုံတွေပါအမျိုးသမီးတွေကထူးဆန်းတဲ့ပိုက်တွေဆက်ထားတဲ့ရေချိုးကန်တွေထဲမှာထိုင်နေကြတဲ့ပုံတွေလည်းပါတယ်။ဘာတဘောနဲ့ဆွဲထားလဲဆိုတာဘယ်သူမှမသိကြဘူးဗျာ။ဒီစာအုပ်ကိုအဖေဖော်ဖို့အတွက်နှစ်ပေါင်း600ကျော်အတွင်းမှာလူတော်လူကောင်းတွေအကုန်ကြိုးစားပြီးပြီဗျ။ဘာသာစကားပညာရှင်တွေဒုတိယကဗလာစစ်တုံးကစစ်တကကုတ်ဖော်တဲ့ဆရာကြီးတွေ CIA အဖွဲ့ကြီးတွေနောက်ဆုံးခေတ်မီ AI နီးပညာနဲ့တော့စမ်းကြည့်ကြတယ် ဒါပေမဲ့ယုံကြည်ယုံမယုံကြည်နေစားတဲ့ကြောင်ကိုတော့အတိတ်ပဲပေါ်လို့မရသေးပါဘူး။တိတ်ပတ်နီးကြစစ်စစ်ကြီးတဲ့အခါမှာတော့ဒီစာအုပ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း600လောက်ကရေးခဲ့တာလို့အဖြေထွက်တယ်။ဒါပေမဲ့ဘသူရေးတာလဲဘယ်တိုင်းပြည်ကလဲဆိုတော့အခုထိအဖြေမရှိသေးပါဘူး။ဒီတော့လူတွေကအမျိုးမျိုးထင်ကြီးပြီးကြတာပေါ့။ဒါပျောက်ဆုံးသွားတဲ့ရှီဟောင်းရှေးပညာစာအုပ်လားဒါမှမဟုတ်ဂျူတာရီမြန်ရေးသွားတာလား တချို့ကလည်းလူတွေကိုလျှက်စားဖို့တမင်တက်တက်ရောက်ရေးထားတာလားဆိုပြီးပြောကြတယ်။ကဲမိတ်ဆွေတို့ကဘယ်လိုထင်လဲဗျ။ဒီဆောက်ကြီးကတကယ်ပဲလူဝတ်ပညာရပ်တည်မှတ်တမ်းတင်ထားတာလားဒါမှမဟုတ်ကဘာကျော်ပဟိလီတခုလား။ comment မှာဆွေးနွေးပေးသွားကြပါအောင်နော်။